ို့ဆိုရင်900ကျက်ပဲကြပါတယ်။နှုံးလည်းပြောပါတယ်။သူ့မူရင်းနာမည်ကတော့ကျွန်တော်ဟိုအဲကြပြဆရာအုတ်ကကြော်ပေးတာတော့တရုဏမဟုတ်ဘူးတရုဏပေါ့။တာဝဲမူနဲ့အဲ့မှာကျွန်တော်ဖုန်းနဲ့လှမ်းမိတဲ့အချိန်မှာလည်းလွဲပြီးမှတားနဲ့တားနဲ့မကွဲဘဲနဲ့ဖြစ်သွားတော့ကျွန်တော်ကြားလိုက်တာကတော့အဲတရုဏဖြစ်သွားတော့အခုလောဆယ်လက်ရှိလည်းသူနာနာမည်နဲ့ပဲကျွန်တော်ဒီအစားတောင်းလေးလိုက်ပြီးရိုက်နေတာပေါ့ဟုတ်ဟုတ်စားလို့အရန်ကောင်းတဲ့အတွက်ဒီနေ့ထက်လာစားဖြစ်ပါတယ် နှုံသားကလည်းကျွန်တော်လူတိုင်းစားလို့ရနိုင်တဲ့နှုံသားဆိုတော့ကျွန်တော်တုံးလိုက်တဲ့အတုံးတော့အဲနှုံပြောနှုံပြောဖြစ်သွားတာပေါ့တော်တော်များကလည်းကိုယ့်ကိုယ်တော့မသိပါဘူးကွာဟိုလိုပြန်ကြတာစရိုက်ပြီးတော့နှစ်လသုံးလောက်နေတော့မိမျိုးပါပေါ့အဓိကလူတွေကအဲနှုံပြောနှုံပြောဆိုပြီးလူလူသရုဏနာမည်တော့မဟုတ်နှုံပြောလို့ပဲသိကြတာပေါ့နောက်ပိုင်းဟုတ်ဟုတ်ဟုတ်ကျန်ငွေလည်းတင်ရမယ်နှုံလည်းပြော်တယ်အဖြူလေးငားငယ်ဆိုင်ကိုသွားစားကြည့်ပါလို့ပြောစားကောင်းတဲ့ဆိုင်လေးတွေအဓိကနေရာ location ပြောပေးလိုက်တယ်ဒီဆိုင်မှာနေရာလေးတွေရတယ်အဲ menu လေးကျွန်တော်ပြောပြလိုက်တယ်ပြီးရင် ကိုယ်နေနဲ့စားပြတ်လိုက်တယ်ပေါ့အဲ့လောက်ပါပဲ။ကျွန်တော်ဆိုတော့တဝဲရဲ့အီချာကွေးနဲ့ဟိုလိုပေါ့ very nice ပေါ့အင်္ဂလိပ်လိုဆိုရင်တော့လုံးဝ rumbo nalakte ဆိုတာတကယ်ကောင်းတယ်ပေါ့ဗျာဒီစားတော့ကအရာဝတ္ထုဘာနေနေပေါ့ rumbo nalakte ဟုတ်ဟုတ်ဟုတ်အဲ့ရလေးကလည်းလူတိုင်းတော်တော်များစိတ်ဝင်စားကြတယ်အဲ့စကားဘာပြောမှန်းမသိကြဘူးအထဲမှာじゃသိရမလားအပြင်မှာတော့တွေ့ရင်လာလာမေးကြတယ်ဟုတ်ဟုတ်ကျွန်တော်စတူဒီယိုဖွင့်တော့ကလည်း ဒီအစားတောင်းတဲ့ပတ်သက်ပြီးတော့ဝါနာပါတယ်ဗျအရင်တုန်းကတည်းကပေါ့နော်စတူဒီယိုဖွင့်တော့လဲစတူဒီယိုမှာကျွန်တော်ဂျူတီရှိတယ်ဆိုလဲလာတဲ့လူတွေကိုကျွန်တော်ထမင်းချက်တွေ့တာဟိုကတော်တော်ဝါနာပါတာစတူဒီယိုလာပြီးတည့်ရလူတွေကလည်းကျွန်တော်ချက်တဲ့လက်ရအောင်တို့လည်းစားကြတာအဲအဲ့လိုနောက်ပိုင်းကကြတော့ဘလို့ဖြစ်တော့ဆိုတော့ဘလော့ဂါရေလို့တော့မဟုတ်ပါဘူးကျွန်တော်လုပ်တဲ့ဟာကိုလိုက်စားတဲ့ဆိုင်လေးတွေကိုတငယ်ချင်းတွေကိုလိုက်ပြီးတော့ဟို ါပြောတဲ့ပုံစံပါအဲ့တော့မှဒီ line ပေါ်မှာတင်လိုက်တော့စားလို့လည်းအကျဲမိုက်ဘလော့ဂါပုံစံပေါ့ကွာအဲ့လိုပါပဲဟုတ်ဟုတ်တရုဏဆိုနာမည်ကတော့ဒါပါဠိလိုပေါ့ကွာသူ့မူရင်းနာမည်ကတော့ကျွန်တော်ဟိုအဲ့ကြပြဆရာအုတ်ကကြောပေးတာတော့တရုဏမဟုတ်ဘူးတရုဏပေါ့တာဝဲမူနဲ့အဲ့မှာကျွန်တော်ဖုန်းနဲ့လှမ်းမိတဲ့အချိန်မှာလည်းလွဲပြီးမှတားနဲ့တားနဲ့မကွဲပဲနဲ့ဖြစ်သွားတော့ကျွန်တော်ကြားလိုက်တာကတော့အဲ့တရုဏဖြစ်သွားတော့အခုလောဆယ်လက်ရှိလည်းတရုဏနာမည်နဲ့ပဲကျွန်တော်ဒီအစားတောက်လေးလိုက်ပြီးရိုက်နေတာပေါ့ဟုတ်ဟုတ် ငါးခင်လဲစားရမယ်ကြက်ငွေလဲတင်ရမယ်နှုံလဲပျော်တယ်အဖြူလေးငါးခင်ဆိုင်ကိုသွားစားကြည့်ပါလို့ပြောလိုက်ပါတယ်အဲနှုံပျော်ဆိုတော့ဟိုလိုပေါ့ကွာဟိုလိုဆိုင်အကြီးမားမားမှာလဲနှုံပျော်ဆိုင်တွေရှိပါတယ်အဓိကတော့ဟိုလိုပေါ့လမ်းမေးဆိုင်နေနေဆိုင်ကြီးကနာကြီးနဲ့နေနေစားလို့လဲအဆင်ပြေတယ်ဟိုနှုံသားကလဲကျွန်တော်လူတိုင်းစားလို့ရနိုင်တဲ့နှုံသားဆိုတော့ကျွန်တော်တုံးလိုက်တဲ့အတုံးတော့အဲနှုံပျော်နှုံပျော်ဖြစ်သွားတာပေါ့တော်တော်များကလဲ ကိုကိုတော့မသိပါဘူးကွာဘလို့ပြန်ကြတာစရိုက်ပြီးတော့နှစ်လသုံးလောက်နေတော့မိမျိုးပါဘောအဓိကလူတွေကအဲနှုံးပြောနှုံးပြောဆိုပြီးလူလူသရုဏနာမည်တော့မဟုတ်နှုံးပြောလို့ပဲသိကြတာဘောနောက်ပိုင်းဟုတ်ဟုတ်ဟုတ်နိုဝင်မလိုင်းတစ်ခွဲမှာမလိုင်းပါမယ်ကျွန်တော်တို့အစ်ချာကွေးပါမယ်နောက်ပြီးနနိုဟင်းအိုးမှာကတ်နေတဲ့ဂျိုးလေးတွေပါပါမယ်တိုးလေးရဲ့ပြဆိုကိုလိုဘောကွာကျွန်တော်ကိုချင်းနဲ့စားတယ်သူကကိုစားနေတာယူပဲဟိုလိုက်ပြီးလက်ပြမယ်ဒီဒီဆိုင်မှာဒါရရတယ်ညာရရတယ်မိနစ်တိုင်းချင်းလေလူတွေတိတ်မကြည့်ဘူးဗျာသိရမလားပြင်းလား နည်းနည်း20 second လောက်နောက်ပိုင်းဆိုတိတ်မကြည့်ကျင်တာတော့အဲ့ကြတော့ကျွန်တော်ကလည်းဟိုစကောင်းတဲ့ sign လေးတွေအဓိကနေရာ location ပြောပြလိုက်တယ်ဒီ sign မှာနေရာလေးတွေရတယ်အဲ menu လေးကျွန်တော်ပြောပြလိုက်တယ်ပြီးရင်ကိုယ်နေနဲ့စားပြလိုက်တယ်ပေါ့အဲ့လောက်ပါပဲ duration က10မိနစ်ဆုံးဆုံးလောက်ပဲရှိမယ်ကျွန်တော်ဦးစားပေးတင်တာတော့တိတ်အရှိကြီးတော့ကျွန်တော်မတင်ပြဘူးဟုတ်အင်းရဆိုလာဘောကျွန်တော်နောက်ပိုင်းမေမျိုးမှာအနေများတော့ဘေးပတ်ဝန်းကျင်ပေါ်လာရတယ်ဟိန်းယူတွေတမဲတွေများတာဘော ကျွန်တော်တို့အဲ့အိန္ဒိယအစားအစာအိန္ဒိယအစားအစာကိုလည်းကျွန်တော်ကြိုက်တယ်နော်ပြီးသူတို့နဲ့အနေမျိုးကြတော့တားကြီးတော့နားမလဲပေမဲ့သူတို့ပြောတဲ့စကားပေါ့ကွာဟိုအရန်အစားကောင်းတာပဲအရန်ကောင်းတာပဲပေါ့အဲကျွန်တော်အမြင်နဲ့ထည့်ပြောတဲ့စကားလေးရှိရလူတိုင်းကလည်းအဲ့ဒီစကားကိုဘလို့ထဲမှာအပြစ်မတွေ့လားလားမေးကြတယ်ဘာပြောရတာလဲပေါ့နော်အတမဲစကားပေါ့ကျွန်တော်ပြောတာလည်းအနည်းမှားကြည့်လည်းမှားပဲကွာအနည်းဆက်တော့ကျွန်တော်အနည်းတော့ကြင်ထားတယ်ရလေတော့ဟိုလိုပေါ့ very nice ပေါ့အင်္ဂလိပ်လိုဆိုရင်တော့ လုံးဝ rumbo nalakate ဆိုတာတကယ်ကောင်းတယ်ပေါ့ဗျာဒီစားတော့အရာဝတ္ထုဘာနေတယ်ပေါ့ rumbo nalakate ဟုတ်ဟုတ်ဟုတ်အဲ့အလေးကလည်းလူတိုင်းတော်တော်များစိတ်ဝင်စားကြတယ်အဲ့စကားဘာပြောမှန်းမသိကြဘူးအထဲမှာじゃသိရမလားအပြင်မှာတော့တွေ့ရင်လာလာမေးကြတယ်ဟုတ်ဟုတ်လုံးလုံးတဲ့ကျွန်တော်ကကိုလွန်ခဲ့တဲ့10နှစ်ကျော်လောက်တည်းကမင်းမျိုးမှာအသွာလာများတယ်။နောက်ပြီးရာသီဥကလည်းအဲ့ဒီမှာကိုကြိုက်တဲ့ရာသီဥဆိုလို့မင်းမျိုးမှာအနေများတဲ့အတွက်ကြောင့်မို့မင်းမျိုးက local only ဖြစ်သွားတာပေါ့။မင်းမျိုးဥစားပေးပုံစံဖြစ်သွားတာပေါ့။နောက်ပိုင်းတော့ဟုတ်ဟုတ် ိုက်ဆိုင်လေးဆိုဘာဖြစ်မလဲသူတို့ဟိုဟာရှိမှာပေါ့သုံးပြော်ပေါ့မေမျိုးဈေးကြီးထဲမှာဖွင့်တယ်မနက်ပိုင်းရောက်နေလဖေးဆိုင်အဲအိုက်ဆိုင်ကဈေးသူဈေးသားကြီးလာစားတယ်အဲနောက်ပြီးတော့ဘာကောင်းလဲဆိုတော့သူထမင်းစီစမ်းပုံမှာအဲ့လိုကျွန်တော်တို့အကိုကြိုက်တယ်ဗျာမနက်မိုးလင်းငမ်းမြားရဲ့ချက်လေးနဲ့ပန်ထရီပြော်လေးနဲ့နှမ်းမချင်လေးနဲ့သူကအဲ့လိုလေးချထားပေးတဲ့ဆိုင်လေးကျွန်တော်ရိုက်တော့အိုက်ဆိုင်လေးရောက်တော့နည်းနည်းလူတိုင်းတတိထားမိတာပေါ့အဲ့ဒီဆိုင်စားပြီးတော့ဟုတ်အဲကျွန်တော်ရဲ့ဒီသရုဏဘလော်လေးတွေကိုလည်းကြည့်တယ်နှုံးပြော်ဆိုတဲ့ခေါင်းစဉ်အောင်မှလည်းစိတ်ဝင်စားတယ်မိတ်ဆွေတွေကိုလည်း ီနေရာကနေပြောချင်တာကအမြဲတမ်းလဲကျွန်တော်ဒီထက်ကောင်းတဲ့ဆိုင်လေးတွေဈေးနှုန်းသင့်တဲ့ဆိုင်လေးတွေကျွန်တော်ရှာကြံပြီးရိုက်ပေးပါမယ်။လုံးဝကျွန်တော်ရဲ့အဓိကကတော့ old school ပေါ့။အဲ့လိုဆိုင်လေးတွေကိုကျွန်တော်ဦးစားပေးပြီးရိုက်ဖြစ်ပါတယ်။ဟုတ်အဲ့ဒီအတွက်လဲကျွန်တော်ရဲ့အစားအသောက် mix တွေကိုလည်းခြေတူတင်တယ်ဆိုတဲ့စကားလေးပြောလို့ပါတယ်။ဟုတ်